ားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဝင်းလဲ audio book channel ကိုအစဉ်တစိုက်စောင့်မျှော်နှားဆင်အားပေးကြတဲ့ချီးရတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေခင်ဗျာဒီကနေ့တင်ဆက်ပေးခြင်းတဲ့ဇာတ်လမ်းလေးကတော့စာရေးဆရာမင်းတင်ရေးသားထားတဲ့မင်းတင်ရဲ့တက်ခိုင်းဆိုတဲ့ဇာတ်လမ်းလေးရဲ့အပိုင်းဆက်စပ်ဖြစ်ပါတယ်ဇာတ်လမ်းလေးမစတင်ခင်ကျွန်တော်ရဲ့ channel လေးကိုလည်း like နဲ့ subscribe လေးလုပ်ပြီးတင်သမျှဗီဒီယိုလေးကိုသိရှိနိုင်ဖို့အတွက်ဘေးနားကနိုဒီဘဲခေါင်းလောင်းလေးကိုလည်းနှိပ်ခဲ့ပေးဖို့ကြောင်းဆိုအပ်ပါတယ်ခင်ဗျာ ဒါဆိုရင်ဇလန်းလေးကို နားဆင်ခံစားအားပေးကြပါဦးခင်ဗျာအိမ်တော်ရေးကိစ္စသည်အဓိကအားဖြင့်လူမှုရေးကိစ္စဖြစ်သဖြင့်နိုင်ငံဤလူအများလက်ခံကျင့်သုံးသောအိမ်တော်ရေးဓလိထုံတမ်းတို့ကိုနိုင်ငံတွင်ကိုယ်ဝန်ဆိုင်ထူနေသူများနှင့်တက်ဆိုင်သော ဥပဒေအာဏာတပ်ဝင်စီအောင်လိုအပ်သောဥပဒေများပြုစုပြဋ္ဌာန်းပေးရန်တင့်မတင့်ကို ဥပဒေပြုတ် အာနာပိုင်တို့ကလေးနက်စွာစင်စာတင့်သည်အိမ်တောင်ရင်းနေဘာသာရေးရောနှောရှုပ်ထွေးခြင်းကိုရေးဥပဒေစတည်ထိုးသည်ခင်းနှင့်မလော်တော့ပြီ အခွင့်သူအယူခံများအနက်မစ္စတာမေယီဝဲဤအယူခံကိုပဲ့သည်ဒေါ်ကြီးကြီးအယူခံကိုစရိတ်နှင့်တကွာခွင့်ပြု၍ပထမအယူခံရောဤဆုံးဖြတ်ချက် စီရင်ချက်ကိုပယ်ဖြတ်သည်ဒေါ်ကြီးကြီးသည်ဥထင့်ဝင်ဤတရားဝင်မယားအဖြစ် ၎င်းကြံရစ်တော်အမွေပုံမှာမစ္စတာမေယီဝိန်နှင့်ခွဲဝေရပိုင်권ရှိသည်မြန်မာဒလိထုံနှင့်ဥပဒေအရဒေါ်ဂျီဂျီဤဝေဆုသည်ဥထင်ဝိန်နှင့်ပေါင်းသင်းစင်ကရရှိခဲ့သောလက်ထက်ဘွားပစ္စည်းမှာထက်ဝက်မပေါင်းသင်းမီမစ္စတာမေယီဝိန်နှင့်ဥထင်ဝိန်တို့၏လက်ထက်ဘွားပစ္စည်းမှာသုံးပုံတစ်ပုံကိုဖြစ်သည်မူလယုံကမိတိပစ္စည်းတို့သည်ဥထင်ဝိန်မယားနှစ်ယောက်နှင့်ပေါင်းသင်းစင်ကရတဲ့ က်ထက်ပွားဖြစ်သည်မိတိပစီသည်မစ္စတာမေယီဝိန်တဦးတည်းနှင့် ပေါင်းသင်းစင်ကရတဲ့လက်ထက်ပွားဖြစ်သည်ဟုပနာမဒီဂရီတွင်ဆုံးဖြတ်ခြင်းသည်မာယုံသည်ဖြစ်၍ရင်းဆုံးဖြတ်ချက်ကိုပယ်ဖြတ်သည်ရင်းတို့ဆုံးဖြတ်နိုင်ရန်လိုအပ်သလိုစည်ရင်ရှင်းလျင်စုံစမ်းစီရအောင်မီဖြစ်သည်ဤယုံရှင်းနေခါ190မြင်းသောအယူကံနှစ်မှုကို တပေါင်းနဲ့ ကြားနာသဖြင့်စရိတ်တရတာခွင့်ပြုသည်ယုံအစင်စဉ်တရားစရိတ်တို့ကို အမွေပုံမှာထောက်ယူနိုင်သည်ယုံတဟာယအဖြစ်လိုက်ပါဆောင်ရွက်ကယုံအားကုညီကြတော့ရှင်နေကြီးဒေါက်တာဣမောင်နှင့်လက်ထောက်နိုင်ငံတော်ရှင်နေကျုံဥလသင်းတို့အားအထူးကျေးဇူးဥပဂါယတင်ရှိကြောင်းမှတ်တမ်းတင်သည်ပုံမြင်းသောတက်ဖီတရားသူကြီးပုံမြင်းသောကျော်စံဦး တရားသူကြီးပုံမြင်တော်ဒေါက်တာမောင်မောင်တရားသူကြီးချုပ်ခမားစိတ်ထဲမှာတော့ဒေါက်တာမောင်မောင်လိုပုပ်ကိုမျိုးကဂျုံတဟာရတွေကို ဖိတ်ပြီးချမှတ်လိုက်တဲ့စီရင်ချက်မှုတခါတည်းဇလန်းပြက်ပြီလို့ထင်မှအမှန်ပဲဒါပေမဲ့အမွေပစ္စည်းစရင်တွေဟာရှုပ်ထွေးများများလာတာကြောင့်အချိန်အများကြီးကြာသွားပြန်တယ်အမွေပုံပစ္စည်းတွေထဲမှာလည်း ဗန်လက်ကြံစည်ရင်လုပ်ငန်းလက်ပတ်ငွေရွှေပြောင်းနိုင်တဲ့ပစ္စည်းမရွှေပြောင်းနိုင်တဲ့ပစ္စည်းဥထင်ဝိန်နဲ့မစ္စတာမေအီဝိတို့ရဲ့လက်ထက်ပွားဥထင်ဝိန်နဲ့ဒေါ်ကြည်ကြည်တို့ရဲ့လက်ထက်ပွားဆိုတာတွေပါလာပြန်တော့ဇလန်းကမတန်းဖြစ်နေတာပေါ့ဗျာနောက်ဆုံးတော့တဖြည်းဖြည်းချင်းစရင်ရှင်းပြီးခွဲယူလိုက်ကြတာအခုနောက်ဆုံးမှာတော့မော်ကွန်းရုပ်ရှင်နဲ့မော်လမြိုင်စမ်းကြီးရက်က ခြံမြေသာကျန်တော့တယ်ဆိုပါတော့အဲ့ဒီကျန်နေတယ်ဆိုတာကလည်းအဲ့ဒီမြေတွေဟာအစိုးရကယာယီပြန်သိမ်းစရင်ထဲမှာပါနေတာကြောင့်အစိုးရလက်ထက်ကမြေကိုလာရောက်ပြန်ယူနိုင်တဲ့လူစန်းကောင်းပေါ်မလာလို့ပေါ့ဗျာဟုတ်တယ်ဗဟန်းတာသနာရိတ်တာလန်အမှတ်35 A ဆိုတဲ့မြေကွက်ဟာအအူးဆုံးဆောက်လုပ်ရေးဝင်ကြီးဌာနကယာယီသိမ်းပြီးမြို့ရွာနဲ့အိုးအိမ်ဖွဲ့ဖြိုးရေးဦးစီးဌာနကို လွှဲတယ်။နောက်တစ်ခါမြို့ရွာနဲ့ကိုယ်ဝန်ဦးစီးဌာနကမြန်မာရုပ်ရှင်လုပ်ငန်းကိုအငှားချထားပြန်တယ်။အဆိုးဆုံးကတော့ဒီမီကွက်ဟာကပ္ပရန်တရလိုတရပြိုင်တွေတရားရုံးမှာရင်ဆိုင်တွေ့နေကြတာလေပါတာပေါ့ဗျာ။ဒီတော့တော်ယုံလူဟာဒီအဆင့်တွေကိုဖျက်ကျော်နိုင်ဖို့မလွယ်လှပေဘူးဗျာ။အဲ့ဒီအချိန်မှာကျွန်တော်လက်ထဲကို အမှုတွဲပိုင်ကြီးရောက်လာတာကြောင့်ကျွန်တော်လည်း အဲ့ဒီဇက်ရုပ်သေးကိုအတွင်းကြကြပါဝင်ပတ်သက်လာပါတော့တယ်အမှန်တော့အဲ့ဒီအမှုတွဲကိုယူလာတဲ့ကိုဖုံးအောင်နဲ့ကိုပြသောနှစ်ယောက်အနက်ကဖုံးအောင်ဟာ အကွက်သမားတက်တက်ဖြစ်ပေမဲ့ပြတောင်းကတော့သူ့မှာရှိစုမဲစုငွေလေးနဲ့ဒေါ်ကြီးကြီးအမှုပြီးလို့ပညာအကုန်ခံပြီးပါပြီဒေါ်ကြီးကြီးနေဖို့အိမ်လှဆင်စားတော့ဈေးတွေလဲနှစ်နဲ့ချီထောက်ခဲ့ပြီးပြီမို့ ခြေကုံလက်ပန်းကျပြီးကျွန်တော်စီကိုအမှုတွဲနဲ့အတူကြောက်လာကြတယ်ဆိုပါစို့ဒီနေရာမှာမြတ်တောင်းအကြောင်းကစိတ်ဝင်စားစရာကောင်းတယ်ဆိုရမယ်ဗျာမြတ်တောင်းဟာအခြေခံပညာ၆တန်းလောက်သာတက်ပေမဲ့သူ့မိမကအလဲတန်းပြဆရာမဗျာသူ့ထက်အသက်၅နှစ်၆နှစ်လောက်ကြီးမယ်ထင်ရတယ်မြတ်တောင်းနဲ့ကျွန်တော်ရင်းနှီးလာတော့ ူကကျွန်တော်ထက်အသက်ငယ်တာတကြောင်းမြတ်တောင်းလို့ခေါ်တာယဉ်သိသလိုဖြစ်နေတာကြောင့်အစိုးတော်ချက်မြတ်တောင်းခစ်စားနေချိန်မို့သူ့ကိုကျွန်တော်ကနောက်ပိုင်းမှာဂျက်စ်လို့ပဲခေါ်ပါတယ်သူကတော့ကျွန်တော်ကို အကိုကြီးလို့ခေါ်တယ်ဗျာဟုတ်ပါတယ်မြတ်တောင်းနဲ့ကျွန်တော်စတည်တဲ့အချိန်မှာမြတ်တောင်းဟာအသက်30ဆွန်းဆွန်းလောက်သာရှိပါလိမ့်အောင်မယ်အရက်မောင်းကကျွန်တော်နဲ့မတိမ့်မရင် ငါးပေဆက်လက်မလောက်ရှိပြီးကျွန်တော်ထက်တန်မာထွားကြိုင်းတဲ့ခန္ဓာကိုယ်ပိုင်ရှင်ပါသူလှုပ်တဲ့လှုပ်ကလည်းတကယ့်ကိုတက်ဆွန့်ဆန်ပြားလို့ဆိုရမယ်။ဘာကြောင့်လဲဆိုတော့သူဟာအဖွဲ့ဝင်30လောက်ပါတဲ့စီကိုကိုင်းကောင်းဆောင်ဖြစ်နေလို့ပါပဲ။တကယ်တော့စီကိုကိုင်းလို့သာနမီတထားပေမဲ့သူတပားပစ္စည်းကို ပိုင်ရှင်မသိအောင်ခိုးယူတဲ့အလုပ်တော့မဟုတ်ဘူးဗျာ။ဒီလိုဗျာရန်ကုန်ပင်လယ်ဝမှာ အကြောင်းမျိုးမျိုးနဲ့ရနာထားရတဲ့နိုင်ငံတကာကပင်လယ်ကူးတင်းမောကြီးတွေရှိတယ်။အဲ့ဒီပင်လယ်ကူးတင်းမောကြီးတွေက လူတွေဟာတင်းမောပေါ်ကလောင်စာစီကိုကြောင်းချင်ကြတယ်။ဒါပေမဲ့ပင်လယ်ကူးတင်းမောတွေပေါ်ကတရားမဝင်စီတွေကိုဥပဒေအရအယောင်းဝယ်လုပ်လို့မရတာကြောင့်စီကိုးခိုင်းတွေကတင်းမောကြီးတွေပေါ်ကလူတွေနဲ့ညှိပြီးညဘက်မှာတရားမဝင်အယောင်းဝယ်လုပ်ကြဆိုပါတော့ စီကိုကိုင်းရဲ့အလုပ်ဟာညတကောင်ရဲ့ချိန်တွေမှာသာလုပ်ရတဲ့အလုပ်မျိုးတွေဗျာအထူးသဖြင့်မိုးလေထန်တဲ့ညတွေမှာတို့စိတ်ကန်းရဲတို့ကန်းဆောက်တက်တို့ကိုရှောင်ရတင်းရလွယ်တယ်လို့ဆိုပါတယ်ည7နာရီလောက်မှာစီတင်မဲ့ဆက်တက်လီငယ်လေးတွေနဲ့ပင်လယ်ဝကိုအပွဲလိုက်သွားကြတယ်တင်မော်ကြီးတွေစီရောက်တော့တင်မော်ကြီးတွေပေါ်ကနေစီထုပ်ပိုက်ကိုချပေးပြီးဂါလန်ဘယ်လောက်ချရောင်းနေဆိုတာကိုစက်နဲ့မှတ်ပြီး ငွေချေကြတာတယ်မြန်မာပြည်ထုံးစံအတိုင်းသက်ဆိုင်ရာရဲတွေစစ်တပ်တွေထောက်လန်းရေးတွေကိုပေးကမ်းထားပေမဲ့အထူးအဖွဲ့တို့ဘာလို့စုံလာရင်ချင်းရတဲ့ပြဿနာဟာမသေးလှပါဘူးကံမကောင်းအကြောင်းမလားလို့အမှုဖွင့်ခံရရင်အနည်းဆုံးအနှစ်20ပေါ့ဗျာဂျက်စ်ဟာအဲ့ဒီအလောက်ကနေပုံမှန်လို့လို့မျိုးမျိုးမျက်မျက်လေးရနေရကားနေကိုဖုံးအောင်စကားကိုနားထောင်ပြီးဒေါ်ကြီးကြီးအမှုတွဲနဲ့ လာပတ်သက်ခဲ့ဟန်ရှိပါတယ်။တကယ်တော့ Jess ဟာတကယ်လူကောင်းပါ။သူတပည့်အားလုံးလိုလို Jess ကို အကိုကြီးတယောက်လိုခင်မင်လေးစားကြပါတယ်။ခေါင်းဆောင်ခေါင်းဆောင်ပီသားတဲ့စိတ်ရှိတယ်လို့ဆိုရပါမယ်။ကျွန်တော်ကိုယ်တိုင်ငွေကြီးခက်ခဲတဲ့အခါမှာကျွန်တော်ပါဇက်ကအကူအညီဖွင့်မတောင်းခင်ပေးတတ်တာမို့ Jess ရဲ့စိတ်ရင်းကောင်းကြောင်းကိုတွေးလို့ပြောနိုင်ပါတယ်။ ရန်ကုန်စစ်ကမ်းသာလန်းကဘယ်ဟိုတယ်ဘယ်စားတောက်ဆိုင်မှာမဆိုမြာတောင်းနမီနဲ့ဘေးဖွင့်ပြီးစားလို့ရတယ်ဗျာတိတိကျကျပြောရရင် ကျွန်တော်ဘဝပြည့်နေချိန်မှာမြာတောင်းနဲ့ကျွန်တော်ပတ်သက်ခဲ့တာမို့သူ့စီကငွေကြေးရဲ့အကူအညီတွေရခဲ့ဘူးပါတယ်ဒါပေမဲ့ဗျာတကယ်ကို စိတ်သဘောထားကောင်းမွန်ပြီး အပေါင်းအသင်းမိတ်ဆွေအင်မတန်ပေါများတဲ့ချက်ခေါ်မြာတောင်းဟာလူလောကကြီးကို အသက်30ကျော်အရွယ်မှာစွန့်ခါသွားခဲ့ရရှာတယ်။အင်းသူလူလောကကြီးကိုကြောက်ခိုင်းသွားရတဲ့ကိစ္စဟာကျွန်တော်နဲ့သက်ဆိုင်တယ်လို့ပြောရင်လေရနိုင်ပြန်ရောဗျာ။ဖြစ်ပုံကမြသောနဲ့ကျွန်တော်ရင်းနေပြီးနှစ်နှစ်ကျော်လောက်အကြာမှာပေါ့။ညနေ၄နာရီခွဲလောက်မှာကျွန်တော်ဟာနှွဲခွေကကျွန်တော်ပိုင်ခြံလေးကိုရောက်နေတော့ဂျက်စီကနေကျွန်တော်လက်ကင် ဖုံးတဲ့ကိုဖုံးဝင်လာပါတယ်။ အကိုကြီးဘယ်ရောက်နေတဲ့တုံးတဲ့အတီးတော့ကျွန်တော်လဲကိုမင်္ဂလာတုံးနွယ်ခွေက ကို့ချံကိုရောက်နေတယ်ဆိုတော့ဒါဆိုလဲမင်းမြေပြန်ခဲ့ဗျာကျွန်တော်အကိုကြီးနဲ့ရက်တောက်ချင်လို့တယ်ဒီတော့ကျွန်တော်လဲအခုမင်းကဘယ်ကနေဆက်နေတာတုံးဆိုတော့သူကစိတ်ကမ်းသာလမ်းမှာတဲ့ဒါဆိုကိုအခုပြန်ခဲ့မယ်ဆိုပြီးသူနဲ့ကျွန်တော်ဖုန်းကြီးလမ်းကကျွန်တော်ရုံးကမှာစုံကြဖို့ချိန်လိုက်ပါတယ် ဒါနဲ့ကျွန်တော်လည်းနေခွေချံကနေဘုံကြီးလမ်းရောင်းကန်းကို ပြန်လာတော့လှိုင်မြို့နယ်မှာနေတဲ့ကိုကြည်ဝင်းဆိုတဲ့ပုဂ္ဂိုလ်ကရေးတကြီးတိုင်ပင်စရာရှိလို့လမ်းကြုံခဏဝင်တွေ့ပါအောင်ဆိုပြီးဖုံးဝင်လာပြန်တာနဲ့ကိုကြည်ဝင်းနဲ့ဝင်တွေ့နေလိုက်တာနိုင်ဝဲလောက်အချိန်ကုန်သွားပြန်ပါတယ်ကျွန်တော်ပုံကြီးလန်းရုံးကန်းကို ရောက်တော့ညနေ6နာရီခွဲလောက်ရှိပါပြီကျွန်တော်အနားယူနေရင်ချက်လာကိုမျောနေတုံးမှာရုံးဖုံးကအတန်မီလာတာနဲ့ ကျက်ဆက်တယ်ထင်ပြီးကောက်ကင်လက်ချိန်မှာတော့တက်ခိုင်ရှိလားတက်ခိုင်ရှိလားဆိုတဲ့ဥဇော်မျိုးဝင်းရဲ့ထိတ်ထိတ်ပြပြအတန်ကိုကြားလိုက်ရပါတယ်တခါတခါဥဇော်ဟာအထိတ်တလန့်လှုပ်တလို့မျိုး နောက်ပြောင်တက်တာကြောင့်ဥဇော်ကျွန်တော်တက်ခိုင်ပဲဘာတွေအလန့်တကြားဖြစ်เสียရှိပြန်ပြီးဒုံလို့ပြန်မေးလိုက်တော့တက်ခိုင်ဒါနောက်เสียမဟုတ်ဘူးမင်းကျက်တဲ့င်းကြားပြီးပြီလားတဲ့ဒီတော့ ကျွန်တော်ကဂျက်နဲ့ကျွန်တော်အရက်တောက်ဖို့ရုံးခန်းမှာချိန်ထားတယ်မကြခင် သူရောက်လာလိမ့်မယ်ခမားပါတောက်ချင်ရင်လာခဲ့လို့ပြောလိုက်တော့ဥဇော်ဟာငိုတန်ပါကြီးနဲ့တက်ခိုင်းမင်းစိတ်ခိုင်ခိုင်တာစောစောလေးကတင်ဂျက်နဲ့ကစိတ်ကန်းသာလမ်းမှာတွေ့ရင်မင်းနဲ့ရက်တောက်ဖို့မင်းရုံးခန်းမှာချိန်ထားတယ်ပြောပြီးထွက်သွားလိုက်တာအခု16လမ်းတိတ်မှာကားတိုက်ခံရလို့ဆုံးပြီတဲ့ ဥသောစကားအဆုံးမှာကျွန်တော်ဟာနားတွေတဲကလေထွက်တယ်လို့ဥကနေလေဖြစ်သွားပြီးရုတ်တရက်နိုင်သွားပါတော့တယ်ဒါနဲ့စိတ်ကိုအတက်နိုင်ဆုံးညင်အောင်ထင်းရင်ဥသောရတေချာရဲ့လာဆော့ဆော့ကတဏှာကြီးကြော်လောက်ကမှကျွန်တော်နဲ့စကားပြောခဲ့သေးတယ်လို့ပြန်မေးလိုက်တော့တေချာပါတယ်တက်ခိုင်ရငါနဲ့လမ်းမခွဲခင်မင်းနဲ့ဖုန်ကြီးလမ်းမှာချိန်ထားတယ်လို့ပြောသွားတယ် သူက16လမ်းထိပ်ကစီကုံတဲ့စီမှာငွေဝင်ယူပြီးမင်းစီသွားမယ်ပြောတယ်။သူကတက္ကစီ9ပြီးအတော16လမ်းရောက်လို့တက္ကစီပေါ်ကအစင် လမ်းဖြတ်အကူမှာနောက်ကားတစ်စီးကဝင်တိုက်သွားတဲ့အကြောင်းသူတပည့်၄၅ရောက်ငါကို ဖုံးဆက်အကြောင်းကြားပြီးပြီတဲ့ဗျာ။လောကကြီးဟာနေ့မြညပြောက်ဆိုတာတင်မှန်နဲ့စကားပါလား။ဥဇော်မျိုးရင် ဖုံးချပြီးဇက်တိုက်ဆိုလို့ ကျမိန်မဆီယမစီကနေချက်ဆုံးပြီဆိုတဲ့အကြောင်းဖုံးဝင်လာပြန်ပါတယ်။ကျွန်တော်အပေါ်တိတ်ကောင်းလွန်ခဲ့တဲ့ချက်တယောက်လူလောကကြီးကမတင်မတ်တဲ့အကြောင်းနဲ့ရုတ်တရက်ဖက်ခွာသွားခဲ့ပြီဆိုတာသိချာသွားပါပြီ။ချက်သမား12နှစ်အရွယ်နဲ့ကိုနှစ်အရွယ်တားနှစ်ယောက်ကြံခဲ့ပါတယ်။အဲ့ဒီနေ့ကချက်စလောင်းကိုဆေးရုံမှာတွားကြည့်အလုံကသူ့အိမ်ကိုတွားပြီး သူမိမကိုအားပေးနဲ့စိတ်မချမ်းမသာနဲ့ည၈နာရီလောက်မှာ အိမ်မပြန်ပဲဘုံကြီးလန်းရုံးကန်းကို ပြန်ခဲ့တော့ထပ်ပြီးစိတ်မချမ်းသာစရာကြုံရပြန်ပါတယ်ဖြစ်ပုံကကျွန်တော်လဲရုံးကန်းပြန်ရောက်ရောဂျန်နဲ့တွဲခုံနေတဲ့မုံမိုးဆိုတဲ့ကလေးမာလေးကဂျန်နဲ့ချင်းထားတဲ့ဆိုပြီးကျွန်တော်ရုံးကန်းကိုရောက်နေတာပါပဲကျွန်တော်ကိုတွေ့တွေ့ချင်းဥသက်ခိုင် အကိုမလာသေးဘူးလားကျမနဲ့ ဒီညချိန်ထားတယ်လို့စီးမေးပါတော့တယ်။ကျဆုံးတဲ့တရင်ကိုသူမတည်သေးပါဘူး။ဒီတော့ကျွန်တော်ကိုယ်တိုင်မိုးမိုးကိုချက်ကားတိုက်ခံရလို့သုံးပြီဆိုတဲ့အကြောင်းစိတ်ခံခံထားဖို့တတိပေးရင်အဖြစ်မှန်ကို ပြောပြရပါတော့တယ်။မိုးမိုးဟာစိတ်ကြီးခဏောင်တို့ဘက်ကဒလပျော်ပဲကြီးရွာဇာတိပါ အမှန်ပြောရရင်မိုးမိုးဟာစားတော့ဆိုင်တစ်ခုမှလောက်တဲ့မိန်ကလေးမို့ ကျဲအတ္တိဆိုင်မှာသွားထိုင်ရာကညှိကြတယ်ထင်ပါရဲ့ဗျာသူမိဘတွေလည်းတိတ်ပြီးစစ်စင်ရဲမဟုတ်လေတော့ဘာเจ้าများလိုင်းလို့ဖြစ်နေရတလဲကျွန်တော်မစင်စားတတ်ပါဘူးဒါပေမဲ့ကျက်ဟာမိုးမိုးကိုတော်တော်ဆွဲလန်းဟန်ရှိပါတယ်တခါတုန်းကကျက်နဲ့ကျွန်တော်အရက်တို့တောက်နေကြတော့မိုးမိုးနဲ့တွဲနေတာကို သူ့တပည့်တွေနဲ့သူ့မိမကအကြီးအကျယ်ဟန်တားတဲ့အကြောင်းစကားဆက်ပြီးတော့အကိုကြီးဟာ ူဘာသာလိုက်မကားလို့ဖာဖြစ်နေအောင်တော့ကျွန်တော်ကတော့မိုးမိုးကိုချစ်တယ်ဆိုပဲဗျာကျန်ဟာမှန်သောစကားကိုဆိုခဲ့ရန်ရှိပါတယ်။ဘာကြောင့်လဲဆိုတော့ကျန်ရဲ့အလောင်းကိုမိတကြိုတဲ့နေကအဖြစ်အပျက်ကြောင့်ပါအဲ့ဒီနေက ရေဝဲတုတ်တံမှာကျက်ကိုတကြိုမှာမို့မိုးမိုးလိုက်လာရင်ကျန်ရဲ့ကြံရစ်တဲ့မိသားစုနဲ့မဖြစ်တဲ့နာတွေဖြစ်မှာဆိုတာကြောင့်ကျွန်တော်ကမိုးမိုးညီမလိုက်တင့်ဘူး ထင်ပါတယ်ဆိုပြီးအမျိုးမျိုးနားချပင်ပင်မရတဲ့အစုံရှေ့လဲလျှောက်တာပြားလဲဆွဲတာသဘောမျိုးနဲ့မုံမို့ကိုတီးတန့်ကားတစီ စီစဉ်ပေးလိုက်ရပါတော့တယ်မုံမို့ဟာရေဝေးတုတ်တန်ကချက်အလောင်းကို ပြင်ဆင်ထားတဲ့ခမ်းမကြီးတဲကိုအေယာမနှင်းစီပန်းအနီးပန်းစီကြီးကိုကန်ရင်အိမ်တွေရရတလန်းချင်းဝင်လာခဲ့ပါတယ် ီးမှရှိနေတဲ့တက်မီသားစုနဲ့ပြိတက်ကိုလည်းရှိတယ်လို့တော့ဂယုမထားတဲ့ပုံစံနဲ့ပေါ့ဗျာသူဟာချက်ရဲ့အလောင်းထည့်ထားတဲ့အကောင်းပေါ်ကိုနှိစီပန်းစီကြီးတင်ပြီးသုံးကြိမ်ကတော့ပြီးတာနဲ့ပြန်ထွက်လာပါတယ်ကျွန်တော်လည်းမလန်းမကန်းကနေမတိမသာသူ့နောက်ကလိုက်သွားပြီးကားတွေရက်ထားတဲ့ကားပါကင်အရောက်မှာကျွန်တော်ကပို့ပိုးဝင်နိုင်အောင်ကားတကားကို ကြိုဖွင့်ပေးလိုက်ပါတယ်ကျွန်တော်လည်းမလန်းမကန်းကနေမတိမတာသူ့နောက်ကလိုက်သွားပြီးကားတွေရက်ထားတဲ့ကားပါကင်အရောက်မှာကျွန်တော်ကမုံမိုးဝင်နိုင်အောင်ကားတကားကိုကြိုဖွင့်ပေးလိုက်ပါတယ်မုံမိုးလည်းကားပေါ်ဝင်ထိုင်ပြီးရောကျွန်တော်ကကားတကားကိုအตาလီပြန်ပိတ်ပြီးနောက်ပြန်လှည့်အထွက်မှာမျောလင့်မထားတဲ့ထူးထူးဆန်းဆန်း အဖြစ်တစ်ခုကို ကြုံလိုက်ရပါတော့ဇလန်လေးကတော့ပြီးဆုံးလို့သွားခဲ့ပါပြီခင်ဗျာဒီဇလန်လေးထဲမှာ ကျွန်တော်ရဲ့အပြောဆိုစကားသွားလာစကားအဖြစ်တောင်းများမှာအမှားရများပါရှိခဲ့ရင်ခွင့်လော့နားလည်ပြီးကြပါနောက်နေ့များစွာမှာလည်းဘလို့စိတ်ဝင်စားစရာကောင်းတဲ့ဇလန်များကိုပြောပြတင်ဆက်ပေးဦးမလဲဆိုတာကိုတော့စောင့်မျှော်နားဆင်အားပေးကြဖို့တောင်းဆိုအပ်ပါတယ်ခင်ဗျာ